အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးဦးပါ People Media ဖြစ်ပါတယ်ဗျာဒီနေ့အော်တိုဘာလ12ရက်နေ့တနင်္ဂနွေနေ့ဖြစ်ပါတယ်အော်ဒီနေ့တင်ပြပေးခြင်းတင်ကကျွန်တော်တို့ကျွန်တော်တို့ဒီပွဲတွေပွဲတွေမှာအများအားတွေ့နေရတဲ့တမီးစိုးတမီးစိုးကိုတမီးစိုးကိုဒါသက်ဆိုင်ရာကဖန်စီချင်းသိလိုက်ပါတယ်ထိန်းသိမ်းလိုက်ရတဲ့အကြောင်းရင်းကတမီးစိုးကသူပြည်ပမှာနေစဉ်ကာလကဒီမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံမှာနေထိုင်တဲ့သူတွေကိုသူကပွဲတွေရှာတယ်ဗျာပွဲတွေရှာပြီးတော့သူအမျိုးမျိုးဆွဆွဲပြီးတော့ပြောဆိုမှုတွေလုပ်တယ် အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးကိုခင်ဗျားတို့လည်းတော်တော်လေးစိတ်ဝင်စားမှုတွေလည်းရှိခဲ့ကြတယ်။အဲ့ဒီမှာမိုက်အင်တင်ကိုနဲ့ဒီသမီးစိုးကလည်းပွဲတွေဖြစ်ခဲ့ကြတယ်။ဒီသမီးစိုးမြန်မာနိုင်ငံရောက်တဲ့အခါမှာဆိုရင်လည်းသူတို့နဲ့ချင်းပြီးတော့ဗျာဘယ်နေရာမှာတွေ့မယ်ဟိုနေရာမှာတွေ့မယ်ဒီနေရာမှာတွေ့မယ်ဖြစ်ကြတယ်။အဲ့တော့ဒီသမီးစိုးကပြည်ပမှာနေတိုင်းစဉ်ကဒီမိုက်အင်တင်ကိုသူပြောဆိုမှုတွေရှိတယ်။အဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ဒါမိုက်အင်တင်ကိုကဒါသူ့ကိုဒီသူ့ကိုဒီဂုံသိက္ခာကြောင်းဆွဆွဲမှုတွေပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့ သူကပြင်းဦးလင်မျိုးမရက်စကန်မှာ6ရက်10လ2025ခုနှစ်မှာအမှုဖွင့်ခဲ့တယ်။တနည်းအားဖြင့်ကျွန်တော်တို့အော်တိုဘာလ6ရက်နေ့မှာအမှုဖွင့်ခဲ့တယ်။မိုက်အင်တင်ကွာနေပြီးတော့တမီးစိုးကိုအမှုဖွင့်ခဲ့တာပါ။ဖွင့်ခဲ့တာကပြင်းဦးလင်မျိုးမရက်စကန်မှာအမှုဖွင့်ခဲ့ပါတယ်။ဖားနံပါတ်က215မြင်းဆောင်23925ဆက်သွယ်ဥပဒေပုံမှ66နဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။အမှုဖွင့်ခဲ့တယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအော်တိုဘာလ12ရက်နေ့မှာတမီးစိုးကိုတက်ဆိုင်ရာကဒါခေါ်ယူ ဟိုဖန်းစီလိုက်တယ်ပေါ့ဗျဖန်းစီထိန်းသိမ်းလိုက်တယ်ပေါ့ဒီလိုဖြစ်ခဲ့ပါတယ်အဲ့တော့ခင်ဗျားတို့လည်းတမီးစိုးနဲ့ပတ်သက်တဲ့ပွဲတွေကတော့ခင်ဗျားတို့ခဏနားတော့နားတော့မတယ်လူတွေလက်ရှိတော့ဒီသက်ဆိုင်ဟာတမီးစိုးတော့ကျွန်တော်တို့ခေါ်ထိန်းသိမ်းပါတယ်ထိန်းသိမ်းရတဲ့အကြောင်းရင်းကမိုက်အင်သေးကိုနဲ့သူတို့ဖြစ်တဲ့ပွဲအဓိကတော့ဗျာကျွန်တော်တို့မိုက်အင်သေးကအသူ့ပေါ်ဒီဒီအဲတမီးစိုးရဲ့ပြောဆိုမှုကသူ့ရဲ့ဂုံသေးခါကိုနင့်နာရတယ်ထိခိုက်တယ်အဲ့မှသူလည်းပြောတာတွေ့ရပါလေပါလေကျွန်တော်လည်းသူတို့ကိစ္စကိုပြောချင်ပါဘူးဗျာဒါကျွန်တော်ကသတင်းကိစ္စကြောင့်ကျွန်တော်ပြောတာပါ ဟိုမအေးတင်ကဘာလဲအဲ့လိုပဲဟိုသူကိုရေးကိုတာတွေပြအများကြီးပြောနေပြကျွန်တော်တိတ်မပြောချင်ဘူးအဲ့ကိစ္စကြတော့လေကိုရေးကိုတာအဓိကကျွန်တော်တို့တင်ပြပေးချင်တာကခင်ဗျားတို့ဒီအပိုင်းမှာခင်ဗျားတို့ပွဲတွေတော့ခင်ဗျားတို့ရှားတာတော့ခတ်သွားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သမီးစိုးနဲ့သမီးစိုးနဲ့ကျွန်တော်တို့အေးတင်ကိုရေးပွဲအဲ့ဒီမှာပွဲတွေပွဲတွေပြီးပါမှလည်းဖြစ်တယ်ပြီးတော့မှလည်းပွဲတွေအကြီးဖြစ်ခဲ့တယ်။အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့အေးတင်ကိုကသူ့ရဲ့နင့်နာမှုနဲ့ပတ်သက်ပြီးတော့အော်တိုဘာလ6ရက်နေ့မှာပြုံးလင်းမျိုးမှာရက်စကန်မှာ အမှုဖွင့်ခဲ့ပါတယ်ဆက်သွယ်ရေးဥပဒေပေါ်မှာ66နဲ့အမှုဖွင့်တိုင်ကြားခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့အော်တိုဝါလာ7ရက်မှာဒါတမိစိုးကိုတက်ဆိုင်ရာကနေပြီးတော့ခွဲဦးထိန်းသိမ်းလိုက်ကြောင်းသိရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ